Are you searching for property management ERP software? Here is an explainer video. Please take a look. အင်ဂျင်နီယာတခုကိုစီမံခန့်ခွဲတယ်ဆိုတာကလေဒေါ်ရလေးကိုရှုပ်ထွေးတဲ့ဗဟေလိကြီးတခုကိုဖြည့်ရှင်းနေရတယ်လို့ပါပဲ။ဒီနေ့တော့အဲ့ဒီရှုပ်ထွေးမှုတွေအားလုံးကိုလွယ်လွယ်ကူကူရှင်းရှင်းလင်းလင်းပြသွားစေမယ်။နိပညာ J5 တခုအချောင်းကိုအတူတူလေ့လာကြည့်ကြရအောင်။ အင်ချာမင်းမန်နေဂျာတောင်ရဲ့ဒီနေ့တာကိုပဲစဉ်းစားကြည့်လိုက်လေမနက်မိုးလင်းတာနဲ့တိုင်ကြားစာတွေကတမျိုးပြုပြင်ထင်ထင်ကိုတောင်းဆိုတာတွေကတဖို့ငွေစရင်ရှင်းတန်းတွေလုံခြုံရေးကိစ္စတွေဟုတ်တယ်မလားဒါတွေအလုံးကိုတပြိုင်တည်းကန့်တွေဖြည့်ရှင်းနေရတာကတကယ်ကိုမလွယ်ပါဘူးကဲဒီလိုနေ့စဉ်ကြုံနေရတဲ့စိန်ခေါ်မှုတွေကိုပိုပြီးထိရောက်တဲ့နီလနဲ့ဘလို့ဖြည့်ရှင်းနိုင်မလဲဆိုတော့ကြည့်လိုက်ကြစို့ အဖြစ်မတော်ခင်မှာဗောနောပထမဆုံးအနေနဲ့လက်ရှိအသုံးပြုနေကြတဲ့စီမံခန့်ခွဲမှု ပုံစံတွေအားနည်းချက်တွေဘာလို့ဒီလိုရှုံထွေးနေရတာလဲဆိုတဲ့ရင်းမြေကိုရင်ဆုံးနည်းနည်းလို့ပြန်ကြည့်ကြအောင်အခုမြင်နေရတဲ့ဘုံလိုပေါ့တစ်ဖက်မှာဖုန်းတွေဆက်တိုက်လာနေတယ်နောက်တစ်ဖက်မှာဇင်းဆိုင်ရွက်တွေကတပုံးကြီးအရာလုံးကိုလူကိုယ်တိုင်မဲ့မိခိုးနေရတဲ့အခါအမားရွေးနေဖြစ်ဖို့ကအရန်လွယ်သလိုအချိန်လဲအလဟဟဖြစ်ရတယ် နေတိုင်းသူတွေတောင်းဆိုချက်တွေငွေပေးချေမှုတွေလွန်ကျွန်းရေးကိစ္စတွေကြာမှာမန်နေဂျာတွေအတွက်တကယ်ကိုခေါင်းကိုက်ဆရာပါဒါကြောင့်မဲပိုပြီးစမတ်ကြတယ်ပိုပြီးထိရောက်တဲ့ဖီရှင်းချက်တခုကမရှိနေဖြစ်လိုအပ်လာတာပေါ့ကဲခုနပြောခဲ့တဲ့အဲ့ဒီခေါင်းကိုက်ဆရာတွေရှုပ်ထွေးမှုတွေအားလုံးတဲ့အဖြေကတော့ဒီမှာပါအရာအားလုံးကတနည်းအားထဲမှာစူစီဒီစီမံခန့်ခွဲနိုင်မဲ့ဖြည့်စုံတဲ့ဖြည့်ရှင်းချက်တခုပေါ့ KMS software ဆိုတာကဘာလဲဆိုတော့အရင်ရှင်းကြတယ် အစောအုံတစ်ခုရဲ့လုပ်ငန်းဆောင်တာတွေအားလုံးကိုစနစ်တစ်ခုတည်းကနေအလိုရောက်ထိန်းချုပ်နိုင်အောင်ဖန်တီးထားတာပါ။ကာကစီမံခန့်ခွဲမှုကိုအများကြီးပိုလွှဲထားစေပြီးအချိန်လည်းအများကြီးတတ်တာစေတာပေါ့။ပြီးတော့လေဒီ software ရနောက်ထပ်အားသာချက်တစ်ခုက best song အထုံးဝင်တာပဲ။လူတွေတိုက်ခန်းတွေအတွက်ပဲတည်တတ်မဟုတ်ဘူးနော်။ shopping center ကြီးတွေနောက်ပါမောင်ရွက်ခွက်လိုက်နေထိုင်တဲ့အင်အားစီမံခန့်တွေမှာပါအံဝင်ခွင့်ချဖြစ်အောင်အသုံးချလို့ရတယ်။ဆိုလိုတာကတော့ဘလို့အစောက်အုံမျိုးစဖြစ်ဖြစ် အိန္ဒိယမက်ကလိုင်းလျောညီထွေရှိတဲ့စီမံခန့်ခွဲမှုစနစ်ကိုပေးနိုင်တယ်ဆိုတဲ့သဘောပါပဲ။ကဲဒီလောက်ကောင်းတဲ့ပြောနေတော့တကယ်တမ်းမှာသူကစီမံခန့်ခွဲမှုလုပ်ငန်းတွေကိုဘလူနီလန်းနေနဲ့အမှန်တကယ်ပြောင်းလဲပေးနိုင်လို့လဲ။သူ့ရဲ့အဓိကကြားတဲ့လုဆောင်ချက်တွေ feature တွေကိုတခုချင်းစီကြည့်လိုက်ကြရအောင်။ဘယ်မှာဆုံးအင်တယ်နဲ့လုံနဲ့ဆိုင်တဲ့စီမံခန့်ခွဲမှုအပိုင်းမှာဘယ်သူကဘယ်ခန့်ပိုင်လဲဘယ်သူကငားနေတာလဲငားရဲမှုစာချုပ်ကဘယ်တော့ကုန်မှာလဲ ပြီးတော့ကားပါကင်နဲ့သမတ်တံမျိုးတွေအထိအားလုံးကိုစနစ်တကျမှတ်တမ်းတင်ပြီးစီမံနိုင်ပါဒီတော့အငင်းပွားမှုတွေလည်းအများကြီးညော့နေသွားတာပေါ့နောက်တစ်ခုကတော့နေစဉ်လုပ်ငန်းလည်ပတ်မှုနဲ့လုံခြုံရေးပေါ့အဲ့ဒီလိုင်းစာအုပ်ထဲမှာလိုက်ရေးနေစရာမလိုတော့ဘူး digital law နဲ့ဆိုတော့ဘတူပဲဆင်ဝင်သွားလဲချက်ချင်းသိရတယ်အခန်းတစ်ခုကပြင်ဆင်ဖို့တောင်းဆိုလိုက်ရင်လည်းပဲဆင်ရောင်းနေပြီလဲဆိုတာအလွယ်တကူခြေရခန့်နိုင်တယ်အများသုံးွေတွေကိုလည်းတိတိကျကျမှတ်တမ်းတင်ထားနိုင်တော့အဆောင်တစ်ခုလုံးချောချောမွေ့မွေ့နဲ့လုံခြုံစိတ်ကြစွာလည်းပဲနေတာပေါ့ ဝေးချေကိစ္စတွေကတော့အမမခံဆုံးအပိုင်းပဲလေဒီ software ကလာကုန်တိုင်းဝန်ဆောင်ခွင့်တွေရေဖို့မီဖိုးတွေကိုအလိုလျောက် build ထုတ်ပေးတယ်ဒါတော့လူကိုယ်တိုင် light chat light down ရတဲ့ဒုက္ခမရှိတော့ဘူးနေထိုင်သူတွေဘက်ကလည်းကိုမလာတော့ဘလောက်ပေးထားလဲဆိုတာ app ထဲမှာရှင်းရှင်းလင်းလင်း cancel လို့ရတော့ပွင့်လင်းပြင်ဆင်မှုလည်းရှိသွားတာပေါ့ GMS မှာတော်တော်လေးသဘောကျဆရာကောင်းလေးအချက်တခုရှိတယ်အဲ့ဒါကအသုံးပြုသူ alike ရာထု alike သီးသန့် dashboard တွေဖန်တီးပေးထားတာပါပဲ ဆိုလိုတာကတော့ manager မြင်ရတဲ့ screen နဲ့နေထိုင်သူမြင်ရတဲ့ screen ကမတူဘူးဆိုတဲ့သဘောပါပဲဒီမှာကြည့်လိုက်ရင် dashboard တွေကိုအဆင့်၅ဆင့်တောင်ခွဲခြားထားလာတွေ့ရပါမယ် super admin ကနေ admin ပြီးတော့ data combination ဝန်ထမ်းအင်္ဂါအထိပေါ့ဆိုတော့ super admin ကတော့စနစ်တစ်ခုလုံးကိုချိုးကန်ထားပြီးအောက်ကိုစင်းလာလေးလေးလူပိုင်းခွင့်တွေကကိုယ်နဲ့သက်ဆိုင်တလောက်ပဲဖြစ်သွားလေးလေးပဲဥပမာအင်္ဂါတယောက်ကတခြားအခန်းရဲ့ဝန်ဆိုင်ကိုဝင်ကြည့်လို့ရဖို့ပေါ့ဒါကလုံယုံရဲ့တော်ရောအလုံးမရှုဖို့တော်ရောအရန်ကောင်းတဲ့စီစဉ်မှုတစ်ခုပါ အထီးကတော့လူမန်းနေလာမန်းချီသွားတာပဲအက်ဒမင်တွေကအပေါ်ကြီးကနေအားလုံးကိုခြုံငုံကြီးနိုင်ပဲနေထိုင်သူတွေကတော့ကိုဖုံးလေးထဲကနေကိုတိချင်တာကိုလုတ်ချင်တာကိုအလွယ်လေးလုတ်လိုက်ရုံပဲဒီလိုလူတိုင်းအတွက်လုတ်ပုံမရှုပ်ပဲလောအပ်တာကိုပဲအတီးအကြရရှိစေတာပေါ့ကဲအခုထီပြောင်းခဲ့တာတွေကိုပြန်ချုပ်ကြည့်အောင် KMS ကိုတုံးလိုက်ရင် တကယ်တမ်းဘာတွေပြောင်းလဲသွားမှာလဲသူ့ရဲ့အဓိကအကျိုးကျေးဇူးတွေကဘာတွေဖြစ်မှာလဲ ဒါတော့တကယ်ကိုအတွင်းကူးပြောင်းမှုတစ်ခုပါပဲအရင်ကစာရွက်စာတန်းတွေဖိုင်တွဲတွေနဲ့ရွှေရက်ခန့်နေတဲ့စာဝဲကနေအခုလက်ထဲကဖုန်းတစ်လုံးဒါမှမဟုတ်တက်ဘလက်တစ်ခုတည်းနဲ့အားလုံးကို PC အောင်လုပ်နိုင်တဲ့ခင့်မိတဲ့အခြေအနေကိုပြောင်းလဲထွားတာပါဒါချင်းကုံတက်တာထက်ကိုပို့ပါပဲခေါင်းကိုက်ထက်တာတော့အဆုံးသက်မှာတော့ KMS ကပေးတဲ့ဂတိကဒါပါပဲတိုက်ခန်းတစ်ခုလုံးကိုကိုယ့်လက်ထဲမှာတစ်ချက်ကြည့်အောင်နဲ့ထိန်းချုပ်နိုင်မယ်တဲ့ ဒါဟာစီမံခန့်ခွဲသူတွေအတွက်အိမ်မက်တစ်ခုထည့်တယ်လို့နေထိုင်သူတွေအတွက်လည်းစိတ်ချမ်းသာမှုနဲ့အဆင်ပြေမှုကိုအားမခံချေပေးလိုက်တာပါပဲ။ကဲဒီလိုခက်မိတဲ့စီမံခန့်ခွဲမှုစနစ်ကိုပိုပြီးစိတ်ဝင်စားတဲ့အသေးစိတ်သိချင်တဲ့ဆိုရင်တော့ screen မှာပြထားတဲ့ email တို့ဖုန်းနံပါတ်တို့ကိုစာသွယ်ကြည့်လို့ရပါတယ်။ဒီနေ့အင်ချမ်းမေစီမံခန့်ခွဲမှုရဲ့အနာဂတ်ကိုအတူတူလေ့လာခဲ့ကြတဲ့အတွက် please follow like share and subscribe